ဒရမာရုပ်ရှင်ဇာတ်ကားရင်းနဲ့နေတိုထက်တောင်အကယ်ဒမီ၅ဆုရယူပြမဲ့သူရိမင်ခန့်မြန်မာနိုင်ငံရဲ့လီမီဟိုပြည်တင်စားခံထားရသူရွှေကျိုသူရိမင်ခန့်ကတော့ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးသွားတော့မယ်လို့အတိပေးလာခဲ့ပါတယ်ပုံမှန်ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးမှာတော့မဟုတ်ဘဲပရိသတ်တွေကိုမျက်ရည်ဘူးသီးလုံးလောက်ကြားစေမဲ့ဒရမာရုပ်ရှင်ဇာတ်ကားတွေကိုပဲတီးတန့်ရွေးချယ်ပြီးတော့ရိုက်ကူးသွားမှာပါ ဘာဖြစ်လို့လဲဆိုတော့သူက drama king တယောက်ဖြစ်နေရကြောင်းဒီလိုဇာတ်ကားမျိုးကိုဆိုရင်အင်မတန်ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ရိုက်ကူးနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။လက်ရှိမှာလည်းသူကလာကန်းလန်းထားတဲ့ရုပ်ရှင်ဇာတ်ကားတွေရှိနေပြီးတော့အဲ့ဒီအထဲကမှပရိသတ်တွေရဲ့ရင်ထဲကိုရောက်ရှိခံစားစေမယ်။ drama ကားတွေကိုပဲရွေးချယ်ပြီးတော့ရိုက်ကူးတော့မှာပါ။ဘာဖြစ်လို့ဒီလိုမျိုးသူအပိုင်နိုင်ဆုံးဖြစ်တဲ့ drama ကားတွေကိုပဲရိုက်ကူးရတာလဲဆိုတော့နိုင်ငံကျော်ထိတ်တန်းမင်းသားနေတိုးထက်တာအောင် Academy စု၅စုလောက်ရယူခြင်းတဲ့အတွက်ပဲဖြစ်ပါတယ် နေတိုးဆိုတာကအနုပညာလောကထဲမှာနှစ်ပေါင်း20ကျော်ရပ်တည်နေခဲ့ပေမယ့်အကယ်ဒမီလေးစုကိုပဲရရှိပိုင်ဆိုင်ထားပါသေးတယ်။ဒါပေမဲ့လည်းလီမီဟိုတက်ပို့ပြီးတော့ရုပ်ချောတဲ့သူရိမင်ခန့်ကတော့တနစ်ကိုအကယ်ဒမီတစုနဲ့စုစုပေါင်းအကယ်ဒမီစုကြီး၅စုရအောင်အရှင်ဟုံနဲ့စ조사သွားတော့မှာပါ။သူရဲ့ရုပ်ရည်အနေထားကလည်းတကယ့်ကိုထိတ်တန့်မင်းသားဖြစ်နိုင်ပြီးတော့အငိုအိုက်တင်တွေဘလောက်ပြင်းတယ်လဲဆိုတာကိုလည်းပရိသတ်တွေကိုခြားပြခဲ့ပြီးပါပြီ။ ဒီလိုရည်ချင်းတွေနဲ့ပူပေါင်းပြီးတော့အနုပညာလောကကိုရွှေကြိုတရားဖြစ်နေစတင်ခြေချလာပြီးနောက်ပိုင်းမှာတော့ငါးထက်ကွန်အကယ်ဒမီဆုရှင်မင်းသားဖြစ်အောင်တည်တည်ကြကြစူးစမ်းသွားတော့မှာလည်းဖြစ်ပါရဲ့ရှင်။